မင်္ဂလာပါခင်ဗျာဆရာကြီးတိဗ္ဗံမောင်ကရေးသားတော့ရှိတ်ပုံကြောလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုရှိတာမှာဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာ စိတ်ပုံကြောမောင်လူရေးဒီညစာစားတော့ပြီးလည်ရင်အိမ်ချစ်ဝန္ဒနာတို့ထွက်ခါပဲလော်မြေပဲတရားတော်စားတော့အမီးတစ်မျိုးမျိုးနဲ့လက်ဖက်ရည်ချမ်းကိုတောက်လေရှိ ဤသို့တဖက်ဤကျန်းကိုတောက်ခါတရင်စာမဂ္ဂဇင်းစာအုပ်များကိုဖတ်ရင်စီးစဉ်ယူလေရှိတခါတခါလည်းညနေကခေါင်းသီးရိုက်ခဲ့သည်များကို စမြုံပြန်ကစိန်ခံလေရှိဤသို့ဝရဏတို့ထွက်ကစီးစဉ်ခံသောအခါများတွင်သူ၏တုံးနှစ်သားရွယ်တာကလေးမောင်လူမွေးသည်လေပေါက်လာပြီလျင် မပီကလာပီကလာပောက်ကရစကားများကို ပြောကြကမြေပဲတဲလော တရားလုံးများကိုကတ်စားလေရှိသည်တခုသောညတွင်ခါတိုင်းကဲ့သို့ပင် ကောင်းကလေးသည် ပေါက်လာပြီလျင်မြေပဲများကိုကတ်စားပြီးနောက်ထွေရလေးပါပြောကြနေခိုက်တွင် မောင်လူအေအားဖေဖေရှိတ်ပုံကျော်ဟူ၍ဆို၏မောင်လူအေသူစကားကိုနားမလဲတော့ကြောင်းမောင်ဘာပြောတယ်လဲဟုမေး၏ကောင်းကလေးကစိတ်ပုံကျော်ဟုထပ်၍ဆိုပြန်၏ ောင်လူအေးနားမလဲရှိ ခလေးအားထက်ခါထက်ခါမေး၏ခလေးကလည်းထက်ခါထက်ခါဖြေလေသည်ဤသို့မောင်လူအေးမှာတားကလေးပြောသော စကားရည်အိဗယ်ကိုနားမလဲနိုင်သောကြောင့်တားရောအဖေပါအခက်ကြုံနေကြရလေတော့တည်းအတန်ကြားမှ အိမ်ထဲတွင် စားဖက်နေသောခင်သန်းမြင့်အားတားကလေးပြောနေသည်မှာဘာလဲဟေ့ဟိုလှမ်းမိလိုက်ထိုအခါခင်သန်းမြင့်ကခလေးကစိတ်ပုံပြောပါလို့ပြောတာ တဲနားဝေးတာကိုဟိုဘောင်လူအေးအားအပြစ်ဆိုဤမသိပါဘူးဗျာစိတ်ပုံကြောစိတ်ပုံကြောဆိုတော့အတိတ်ဘယ်ကိုဘယ်ကောက်လို့ရမှာတော့အခုအတိတ်ဘယ်ကိုသိပြီမဟုတ်လားကိုင်းပြောလိုက်ပြီတော့ဒါစိတ်ပုံကိုပြောရမှာလဲကိုလည်းမပြောတတ်ဘူးသူ့ကိုဘသူကများစိတ်ပုံပြောဘူးလို့သူကအပြောခိုင်းနေရတာလေခင်တီတီတို့ပြောတာကြားလို့အပြောခိုင်းတာထင်ပါရဲ့ ဟုတ်ပါပြီခင်တီတီတို့ပြောတဲ့စိတ်ပုံကဘလို့စိတ်ပုံလဲကိုမစိတ်ပုံမပြောတတ်ပဲဟာမပြောတတ်ရင်လည်းကြံဖန်ပြီးပြောလိုက်ပါလားခလေးကနားထောင်ချင်လို့အပြောခိုင်းနေတာကိုဒါဖြင့်လည်းပြောရပါလေလာလာလာမှုေးလာပေါင်ပေါ်မှာထိုင်စိတ်ပုံပြောမယ်ဤသို့ဆိုကခလေးကိုပေါင်ပေါ်တွင်တင်ပြီးလည်ရင်အောက်ပါအတိုင်းစိတ်ပုံပြောလိုက်လေတော့တည်းဟိုးချစ်ချစ်တုံးက မောင်လူအေးဆိုတဲ့လူတယောက်ရှိတယ်။သူ့စီမှာမောင်လူမွေးဆိုတဲ့သုံးနှစ်အရွယ်ကလေးတယောက်ရှိတယ်။ဟုတ်တယ်မဟုတ်လား။ဟုတ်တယ်။ဟုတ်တားကလေးကဖြစ်ဤ။အဲ့ဒီမောင်လူအေးအိမ်မှာ မဟာယန်ဆိုတဲ့ဇပွဲထိုးတယောက်ရှိတယ်။သိတယ်မဟုတ်လား။သိတယ်။အဲ့ဒီမဟာယန်စီမှာမွေးထားတဲ့စိတ်တကောင် ရှိတယ်။ပန်းပင်တွေကို လာလာစားတဲ့စိတ်ဟာလေ။သိတယ်မဟုတ်လား။ တည်တယ်အဲ့ဒီစိတ်ကတနေ့တော့မာလီရိတ်ထားတဲ့မြက်တွေကို သွားစားပါလေရော မာလီက သူ့ရောင်းစားဖို့ရိတ်ထားတဲ့မြက်တွေကိုစားတော့စိတ်ဆိုးတာပေါ့စိတ်ဆိုးတော့ကြိမ်လုံးကြီးနဲ့ရိုက်ပါလေရောစိတ်အားနာလုံးတို့ပဲအဲအဲအဲပဲအဲအဲအဲနဲ့အော်ပြီးပြေးတော့တာပေါ့ပြေးပြီးတော့ဟိုဘက်ဆရာဝန်အိမ်သားကခြံထောက်မှာလှဲပြီးတော့အိတ်နေတယ်သူကောင်းကောင်းလမ်းမလျှောက်နိုင်တော့ဘူး သူတေရောလားမတေပါဘူးနာလို့လဲနေတယ်အဲ့ဒီခါမှာပဲမောင်လူအေးတို့အိမ်မှာမွေးထားတဲ့လွေစောဆိုတဲ့ခွေးမလေးကလည်းမိဖို့တဲကိုဝင်သွားပြီးတော့ထမင်းချက်တရုပ်တာတာကရှက်ဖို့ဝဲလာတဲ့အမဲသားတွေကိုစားသွားပါရောတာတာကမြင်းတော့အာကြီးစိတ်ဆိုးသွားတာပေါ့မိဖို့ထဲမှာရှိတဲ့ထင်းစာကြီးနဲ့ရှားလိုက်တော့နာလုံးလိုအိုင်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 နဲ့အော်ပြီးပြေးပါလေရော ဟင်နာသွားရောလားဟာနာသွားတာဗောကောင်းတယ်ကောင်းတယ်လွေသောဟာအရိုက်ခံရတော့နာလုံးတို့ဩပြီးပြေးလိုက်တာမဟာယံရဲ့စိတ်လှဲအိတ်နေတဲ့နေရာကိုရောက်သွားရောအဲ့ဒီတော့ကစိတ်ကလေးကမေးတယ်လွေသောလွေသောနေဘာဖြစ်လို့ဩပြီးပြေးတာဒါလေတဲ့ဒီတော့ကလွေသောကငါမိဖို့တဲမှာအမေသာတောက်ခိုးစားလို့ ခမင်းရဲ့တတာကရိုက်လိုက်တာတော့ပြေးလာရတယ်လို့ပြောတယ်။နောက်ပြီးလွေစောကနင်းကောဘာဖြစ်တော့ဒီမှာလာပြီးအိတ်နေရတယ်လို့စိတ်ကိုမေးတယ်။စိတ်ကငါမာလီရဲ့မျက်တွေကိုတွားခိုးစားလို့ငါ့ကိုမာလီရိုက်တဲ့အတွက်ဒီမှာလာအိတ်နေရတယ်လို့ပြောတယ်။သူတို့နေအောင်စလို့နာရောလား။နာနေတာပေါ့ဒီလိုစကားပြောကြပြီးတော့စိတ်ကပြောတယ်။လွေစောလွေစော နေငါမာလီရဲ့မြက်တွေကိုတွားပြီးယူခဲ့ငါကမိဖို့တဲကအမဲသားတွေကိုတွားခိုးမယ်ဒီရောက်တော့လဲပြီးစားကြရအောင်လို့ဆိုတယ်ဒီတော့လွေစောအာဂျီဝမ်းတာတွားတော့တာဗောနတ်ပြမနဲ့ကြတော့လွေစောကမာလီရိတ်ထားတဲ့မြက်တွေကိုခိုးပြီးယူလာတယ်စိတ်ကလည်းမိဖို့တဲကအမဲသားတွေကိုခိုးပြီးယူသွားတယ်သူတို့နေရာကိုရောက်တော့လဲပြီးစားကြတာဗော စားလိုက်ကြတာဘိုက်ကြီးတွေဟာတင်းသွားတော့တာပဲတဲ့ဘိုက်ကြီးတွေတင်းတော့အိတ်သွားလိုက်ကြတာခရူ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 နဲ့နေတယ်မောင်အိတ်တလို့ပဲလားဟုတ်တယ်မောင်အိတ်တလို့ပဲဗောတရှူရှူနဲ့အိတ်ပြောသွားတယ်ညကြတော့သူတို့အိယာကထကြရောအိယာကထပြီးတော့လွေစောကအိမ်ရှိဖုန်ကြီးကြောင်းကခွေးတွေဆရာဝန်အိမ်ကခွေးတွေဆယ်အရေးပိုင်အိမ်ကခွေးတွေကိုတွားခေါ်တယ် စိတ်ကလည်းကလားတွေအိမ်ကစိတ်တွေကိုတွားခေါ်တယ်ညကြတော့စိတ်တွေခွေးတွေအများကြီးပဲလာကြတာဗောလာကလည်းတအားကြီးတားတယ်ပျော်စရာကြီးနေပါပဲသူတို့လာပြီးတော့ဘာလုပ်ကြတယ်လဲသူတို့အားလုံးရောက်တော့တချင်းဆိုကြစိုင်းတိကြကကြအော်ကြနဲ့ဆူညံနေတာပဲအဲ့ဒါလို့ကကြတချင်းဆိုကြတီးကြနဲ့ပျော်ပါနေတဲ့အခါမှာသူတို့ထဲထဲကစိတ်တကောင်က ။မောင်ငယ်ဟာလူမကြီး။မောင်ငယ်ဟာလူမကြီးလို့អော်လိုက်တယ်။အားလုံးစိတ်တွေခွေးတွေကလည်းသူ့လိုပဲမောင်ငယ်ဟာလူမကြီး။မောင်ငယ်ဟာလူမကြီးလို့လိုက်ပြီးអော်ကြတော့တာပေါ့။ဒီတော့ကမော်တော်ကားမောင်းတော်မမောင်ငယ်ဟာသူအိရတဲကနေပြီးကြားပါလေရောကြားတော့သူကောင်းကောင်းစိတ်ဆိုးသွားတော့တာဗောတခါတဲ့အိရတဲကနေထပြီးစပိန်စီးပြီးမြန်မြန်သူအိမ်ကထွက်လာတယ် မော်တော်ကားထားတဲ့ယုံကိုရောက်တော့မော်တော်ကားဆက်တဲ့ချက်နှိုးလိုက်တော့ဟာမော်တော်ကားဆက်ကဂရုဂရုဂရုနဲ့ပြီးသွားတော့တာပေါ့အဲဆက်နှိုးပြီးသွားတော့တခါတဲ့စိတ်တွေခွေးတွေကိုမော်တော်ကားနဲ့လိုက်တိုက်တာပဲဟင်စိတ်ကလေးတွေခွေးတွေတေကုံရောလားမတေဘူးခွေးတွေရောစိတ်တွေရောအားလုံးပြေကုန်ကြတာပေါ့အဲအဲ့ဒီပုံပြေးနေတော့မှာပဲ စိတ်ကလေးတကောင်ကိုမောင်ငယ်ကမော်တော်ကားနဲ့တိုက်လိုက်တယ်။တိုက်လိုက်တော့စိတ်ကလေးခြေထောက်ကျိုးသွားရော။စိတ်ကလေးဟာနာလွန်းလို့တပည့်ပဲနဲ့អော်နေတာတန်းထားကြရပဲ။ဒီတော့မောင်လူမွေးဆိုတဲ့កောင်ကလေးကအဲ့ညာကနှိုးသွားတယ်။အာစိတ်ကလေးអော်နေတာကိုကြတော့တန်းထားလွန်းလို့အိမ်ပေါ်ကပြေးသွားပြီ။စိတ်ကလေးရဲ့နာနေတဲ့ခြေထောက်နေရာကိုပယုတ်စီထည့်ပေးတယ်။ ။နောက်ပြီးတော့ရှေကိုအဝတ်တွေနဲ့စီးပေးတယ်။ဟုတ်တယ်ဟုတ်တယ်။အေးနောက်၄၅ရက်လောက်ကြာတော့စိတ်ကလေးရဲ့ရှေနာဟာပျောက်သွားရော။စိတ်ကလေးကမောင်မွေးကိုကျေးဇူးတင်လုံးလို့မောင်မွေးတို့အိမ်မှာလာနေတယ်။မောင်မွေးနဲ့စိတ်ကလေးကတငယ်ချင်းဖြစ်သွားတော့တာပေါ့။မောင်မွေးကဘယ်ကိုပဲသွားသွားအဲ့မှာမောင်မွေးနောက်ကနေပြန်တပဲပဲနဲ့အော်ပြီးစိတ်ကလေးကလိုက်တယ်တဲ့ မောင်မွေးနဲ့စိတ်ကလေးဟာသူတို့အိမ်ရှိကမြက်ခင်းပေါ်မှာညနေတိုင်းကစားကြတာပေါ့စိတ်ကလေးတော်တော်ကြီးလာတော့မောင်လူမွေးအဖေကိုလူအေးကလှဲငငယ်ကလေးတစ်စီးကိုလှုပ်ပေးလိုက်တယ်စိတ်ကလေးကလှဲကိုဆွဲတယ်အာ မောင်မွေးကလှဲပေါ်ကနေတက်စီပြီးလိုက်တယ်မနဲ့ဆောဆောဆိုရင်သူတို့ရွှေဘိုစည်းတဲ့သွားပြီးတော့တရားလုံးတွေ ချောကလက်တွေမုံတွေကိုဝယ်စားကြတယ်ဈေးမှာအရက်တဲကကောင်းကလေးတွေက မောင်မွေးကိုစရင်စိတ်ကလိုက်ပြီးခွေတယ်တဲ့။ကောင်ကလေးတွေကြောက်လို့ပြေးကုန်ရော။ဟုတ်တယ်ဟုတ်တယ်။အေးညနေကြပြန်ရင်အမမောင်မွေးကလှဲကလေးကိုစီးလို့စိတ်ကလေးကလှဲကလေးကိုဆွဲလို့တကုံးဘက်ကိုထွက်သွားကြပြန်တယ်။တကုံးရောက်တော့မောင်မွေးကခေါင်းသီးရိုက်ကစားတာပေါ့။စိတ်ကလေးကခေါင်းသီးထည့်တဲ့အိတ်ကိုလွှဲပြီးနောက်ကလိုက်တယ်။ ။ခေါင်းတီးရိုက်လို့ပြီးရင်လဲကလေးနဲ့အိမ်ကိုပြန်လာကြတာပေါ့။အိမ်ရောက်တော့ခမောမောနဲ့တံမရာရီတောက်လိုက်ကြထမင်းစားကြမိုးရှုပ်တော့အိတ်ကြမောင်မွေရောစိတ်ကလေးရောအိတ်ပြောသွားကြရောဒီလိုနဲ့စိတ်ပုံလဲပြီးရောဖေဖေပြောတဲ့စိတ်ပုံဟာကောင်းတလားကောင်းတယ်ဖေဖေစိတ်ပုံထက်ကြောအောင်ဟာပြောလို့ပြီးပါဘော နောက်ပြီးတော့တခါထတ်ကြောပါအောင်ဟာခတ်နေပါပြီတခါပြောပြီးရင်တော်ရော့ပေါ့ကွယ်ဖေဖေရှိတ်ပုံထတ်ကြောအောင်ဂိုင်းဂိုင်းနားထောင်နားထောင်ဤတို့ဆိုကထတ်၍ပြောရပြန်ဤဆုံးသောအခါခလေးကအပြောခိုင်းပြန်ဤမောင်လူအေးပြောရပြန်ဤတို့နေတတလဲလဲပြောလိုက်ရသည်မှာ၄ချိန်တိုင်သွားတော့ဤ နောက်ဆုံးကောင်းကလေးအိပ်ပြောသွားတော့မှမောင်လူအေလက်ထဲမှာတည်င်းစာကိုဖတ်ရလေတတိတိတ်ပံမောင်ကမှတ်တမ်းဝင်စာပေများ ရွှေဘူးဟုတ်ကဲ့ပါခင်ဗျာ ကိုဆက်လက်ပြီးတော့နိုင်နိုင်ချွတ်ချိုးလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနိုင်နိုင်ချွတ်ချိုးစကားပြောတဲ့စကလေးများသည် အလွန်အမေးအမြန်းထူ၏ နိုင်နိုင်ချို့ချို့လည်းမေးမြန်းတတ်ကြကုန်၏အေးနိုင်နိုင်ချို့ချို့မေးကြတော့အခါလူကြီးမိဘတို့သည်စိတ်ရှည်လက်ရှည်နားလည်အောင်ဖြေကြားခြင်းမရှိပဲမရေမရာဖြေကြားပြီးလည်းရင်တူတူနှင့်စကားကိုဖြတ်လိုက်လေရှိကြ၏ဤသို့တူတူနှင့်ဖြတ်လိုက်သောကြောင့်ကလေးများကနားမလည်နိုင်သည်ဖြင့်ထမှန်၍မေးမြန်းပြန်သောအခါ အောင်းငေါက်ကလှုပ်လေလည်းရှိကြလေသည်တို့ပြသောကြောင့်ကလေးများတွင်ပေါ်၍လာသောတည်ခြင်းစိတ် တက်ခြင်းစိတ်စုံစားခြင်းသောစိတ်တို့မှာတစတစရုတ်ရော့၍တွားကြကုန်၏မောင်လူ၏လင်းငါးနှစ်သားအွယ်တော်ကဖွားရွေးကြီးနှင့်အတူဓမ္မဂရိကအကျော်ဖုံးတော်ကြီးတစ်ပါး၏တရားကိုနာရန်မို့ပုံဖျားရှင်ပင်ပေါ်သို့ရောက်သွားလေသည်ထိုဖုံးတော်ကြီးဟောကြားသော တရားတွင် ပြည့်တစာမှဆိုသောစကားလုံးတစ်လုံးပါ၍လာ၏ထိုစကားကို မောင်လူ၏နားမလဲရှိတရားပွဲပြီးပြီ အိမ်တို့အပြန်လမ်းတွေတင်ဖွားတဲ့ကြီးအားပြည့်တစာမဆိုသောဇကားဤအထိပ်ပဲကိုမေ့ပြည့်တစာမဆိုတာမိမ့်မွှင်ကို ပြောတာဗောဟဲ့ဟိုဖွားထွေးလေးကဖြစ်သည်မိမ့်မွှင်ဆိုသောဇကားဤအထိပ်ပဲကိုလည်းမောင်လူအေးနားမလဲတော့နားမလဲတော့ကြောင်းမိမ့်မွှင်ဤအထိပ်ပဲကိုမေ့ပြန်၏ဖွားထွေးကြီးစိတ်မရှိတော့ပြီဒီကောင်ကလေးဟာလေနှိုက်နှိုက်ချွတ်ချွတ်ဘာတွေကိုရှောင်မင်းနေတာလဲတော့ ဟူ၍ငေါလိုက်တော့ကြောင်းမောင်လူအေးမှထိုက်၍မမေးဝန်းတော့ပင်တိတ်၍သွားချာ၏စိတ်ထဲမှမူကားအနှဲငယ်များကျင့်တတ်ခြင်းမရှိချေအနောက်နိုင်ငံများတွင်ကမြမပြည်မှကဲ့သို့မဟုတ် ခလေးများဤတိခြင်းတက်ခြင်းစုံစမ်းကျင်သောစိတ်များကိုချိုးနှိမ်ဖို့ဝေးစွာ အထူးပင် အားပေးကြောင်းကို ကြားဘူး၏တည်လဲတည်ဘူး၏တို့ဖြစ်သောကြောင့်မိမိအလဲတို့ကြားရောက်လျင်မိမိဤတာသမီများဤ သိကျင်တက်ရှင်စုံစမ်းကျင်သောစိတ်များကိုစူးစားကအားပေးအံ့ဟုမောင်လူအေဆုံးဖြတ်ထားတော်ဟူ၏မိမိသားကလေးမောင်လူမွေးကအသက်၄နှစ်အတွင်ဝင်လာပြီဖြစ်သောကြောင့်အတော်ပင်စကားပြောတတ်နေလိမ့်မည်အပြန်တင်သောငှက်ကလေးများကဲ့သို့အလွန်စကားပြောခြင်း၏အမေအမြန်လည်းထူလာ၏သိကျင်တက်ရှင်စုံစမ်းကျင်လာပေ၏အမေအမြန်ထူလာသောကြောင့်သူ့အမေသူ့အတော်များစိတ်မရှိကြ တခါတော့မောင်လူအေးယုံမပြန်လာပြီးနောက်အိမ်ဘေးဝရဏာတို့ထွက်ကာတားကလေးမောင်မွေတမီးကလေးမဲမွေတို့နဲ့အတူထိုင်နေလေ၏တမီးကလေးကပန်းဆိုသောစကားလုံးအပြင်မိသည့်စကားကိုမှမတတ်သည်မောင်လူမွေကထွေရလေးပါထင်ရများကိုပြောကြ၍နေလေသည်ဤသို့ပြောကြနေခိုင်းစားကလေးသုံးကောင်တို့သည် အနေနာတရက်ပင်ပြိုပေါ်သို့ပြန်တက်လိုက်တရက်ပင်အောင် မြေပြောင်ပြောင်ပေါ်သို့ပြန်ဆင်းလိုက်နေစုညံစွာမြို့တို့ပျော်ပါး၍နေကြလေသည်မောင်လူအေးကတမိကလေးမဲမွေအားထိုစားကလေးများကိုလက်ညှိုးထိုး၍ပြနေ၏ထိုအခါမောင်လူမွေကဖေ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 စားကလေးတွေဟာဘာဖြစ်လို့ဖဏမစည်းတယ်လဲဟုမေးလိုက်၏တားရင်အမေကို ရုတ်တရက်ဖြစ်ရန်ခတ်သွားတော့ကြောင့်ဘာဖြစ်လို့လဲတားဟုပြန်၍မေးလိုက်၏ မောင်မြေကြီးပေါ်ဆင်းရင်မမေကဖဏစီမံပြောတယ်။စာကလေးတွေမြေကြီးပေါ်ဆင်းတော့ဘာဖြစ်လို့ဖဏမစီတာလဲ။မောင်မြေကြီးပေါ်ကိုဖဏမစီပဲဆင်းရင်ရှေးတော့အေးမှာဆိုလို့ပေါ့။စာကလေးတွေကရှေးမအေးဘူးလား။စာကလေးတွေလည်းအေးမှာပေါ့။နှုတ်ဖြစ်ရင်စာကလေးတွေကဘာဖြစ်လို့ဖဏမစီတာလဲ။မောင်ကရှေးအေးရင်ဖျားမှာဆိုလို့ပေါ့။စာကလေးတွေကော ရှေးအေးရင်မဖျားဘူးလားသူတို့ကတော့မဖျားဘူးဘာဖြစ်လို့လဲသူတို့ကတော့ငှက်ဟာကိုငှက်တော့ဘာဖြစ်လို့မဖျားဘူးလဲမောင်ကတော့ဘာဖြစ်လို့ဖျားတယ်လဲငှက်ကတော့တလိษံကိုတလိษံဆိုတာဘာလဲမောင်လူအေးအဖြေရခတ်နေပြီတော်တော်ကလေးကြောင့်အဖြေမပေးသေးပဲတွေ့ရနေပြီမှတလိษံဆိုတာညံမရှိဘူးစားဖို့အိတ်ဖို့ပဲတည်တယ် မောင်လူမွေးနားမလဲသူ့စိတ်ထဲတွင်ချုပ်တတ်တဲ့ချုပ်သွားလိမ့်ပြီဖေဖေညံဆိုတာဘာလဲရင်ตาရွေးခတ်ချီပြီညံဆိုတာတိတက်တာဗောကွတိတယ်ဆိုတာဘာလဲကြားလေစိုးလေဖြစ်နေတဲ့ဖြင့်မောင်လူအေးအကြက်တွေ့နေလိမ့်ပြီတိတယ်ဆိုတာညာအိပ်ရာမဝင်ခင်ဖះရှိခိုးတာအဖေအမေကိုရှိခိုးတာတွေကိုဆိုတာဗောကွ ဖေဖေလေတီးတဲ့ချင်းအောင်မဖြစ်တတ်တော့ဘူးစားကလေးတွေဟာကောညကြရင်မောင်တို့လိုဖះမရှိခိုးဘူးလားဘယ်ရှိခိုးမလဲမရှိခိုးဘူးဘာဖြစ်လို့မရှိခိုးတာလဲဖေဖေတလိษံဟာကိုတလိษံဆိုတာဘာလဲအခုပဲပြောပြပြီလေမဟုတ်ဘူးလားပြန်ပြောပါအောင်ဖေဖေမောင်လူအေးတို့တာဘာရှုပ်ထွေးနေကြလိမ့်ပြီကားလျော်စွာခင်းတန်းမြင့်ဝရန္တာတို့ထွက်၍လာ၏ အတော်ပဲဟိမောင်မွေးတို့မောင်နှမကိုတရားလုံးကလေးတွေပေးလိုက်ပါကွယ်ဟုတ်ပြောလိုက်တော့မှ ခလေးနှစ်ယောက်သူတို့ရဲ့အမေစီတို့ပြေးသွားကြကုန်၏အကယ်၍သာ ခင်တန်းမြင့်ပေါ်မလာလျင် မောင်လူမွေးတို့တအဖာမိမြကြအောင်ရှုပ်ထွေးနေကြမည်မသိထို့နောက်ဆယ်ရက်ခန့်ကြာသောမောင်လူအေးတို့အိမ်တွင်မွေးထားသော ကြောင်မကြီးသည်တားကလေးသုံးကောင်ကိုမွေး၏မောင်လူမွေးမှာပျော်၍မဆုံးတော့ပြီကြောင်သားကလေးတွေအနာမှာမခွာ ကျောင်းမကြီးကလည်းသူ့သားကလေးများကိုယူသွားမည်ဆိုသောကြောင့်တထိတ်ထိတ်နေနေရှာ၏။အိမ်သို့လူလာတိုင်းကျောင်းကလေးများအကြောင်းကိုအားရပါရမောင်းလူမွေးပြောပြလေသည်။ကျောင်းသားကလေးတွေကိုမွေးပြီးနောက်15ရက်ခန့်ကြာသောအခါဒေါက်တာဒေါ်ရင်မေသည်မောင်းလူအေးတို့အိမ်သို့လာ၏။မောင်းလူမွေးသည်မိမိအဖေနာကပ်ပြီးလျှင်ဒါဘသူလဲဖေဖေဟုမေး၏။ဒေါက်တာဒေါ်ရင်မေဆိုတာသူ့ဘောကွယ် သူဘာလာလောက်တာလဲဖြစ်ဖြစ်မမေ့ပိုက်ထဲမှာရှိတဲ့မောင်ညီလေးကိုမွေးပေးဖို့မမေ့ကိုလာကြည့်တာညီလေးကိုဘယ်တော့မွေးမလဲတလားလောက်ကြာရင်မွေးမယ်ထင်ပါရဲ့မွေးတဲ့အခါသူကဘာလုပ်မလဲသူကမွေးမှာပေါ့ဒေါက်တာဟာကိုကြောင်သားကလေးတွေကိုမွေးတော့ကရောသူ့ကိုဘာဖြစ်လို့မခေါ်ဘူးလဲမောင်လူအေးအခက်ကြုံပြန်ပြီဆက်ရှင်းမဖြေနိုင် ကြောင်ကတလိဆန်ဟာကိုဟုတ်ဖြေပြလိုက်တလိဆန်ကဘာလဲတလိဆန်ကတော့ဘာလို့ဒေါက်တာမခေါ်တယ်လဲဟုတ်ပြန်၍မေးမိကိုတည်ဤတို့ပြတော့ကြောင့်မိတို့ဖြေရမည်ကိုစဉ်းစား၍နေဤမောင်မေးတာဖြေပါအောင်ဖေဖေဟုတ်ထပ်၍ပြောပြန်ဤကြောင်ကတော့ဒေါက်တာမခေါ်ပေမဲ့သူ့အလိုလိုမွေးတာပဲမမေကတော့ဘာဖြစ်လို့သူ့အလိုလိုမမွေးတာလဲမမေလည်းသူ့အလိုလိုမွေးခြင်းမွေးမှာပေါ့ ဒါဖြင့်ဘာဖြစ်လို့ဒေါက်တာကိုခေါ်တယ်လဲဒါကတော့မောင်မေမေကတိတ်အစာကြီးတာကိုဒါကြောင့်ခေါ်ရတာပေါ့ဟုထင်မိထေရဖြေလိုက်ဖေဖေမွေးရင်ကောဒေါက်တာခေါ်ရမလားဖေဖေမွေးရင်ရောဒေါက်တာခေါ်ရမလားဖေဖေကဘာလို့မွေးရမှာလဲမမွေးပါဘူးဘာဖြစ်လို့လဲဖေ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 ကယောက်ျားကို ယောက်ျားကတော့ဘာဖြစ်လို့မမွေးတာလဲမောင်လူအေးအကြက်တွေ့ပြန်ပြီမိတို့ဖြေရမည်ကိုတွေး၍စဉ်းစားနေ၏အေးခိုင်အိုက်ခရင်ဟိုရေရေခဲမုံတဲ့ကလားကလမ်းမကအော်လိုက်တယ်နင်ဖေဖေရေခဲမုံစားမယ်ဟိုပူဇာ၏မောင်လူအေးအကြိုက်ကြသွားပြီလေအေး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 ခေါ်လိုက်ဟိုပြောလိုက်တယ်နင်နေရာမှာထားပြေးသွားပြီလေရေခဲမုံကလားကိုခေါ်လိုက်၏ တို့နေမောင်လူအေးမှာအခက်အခဲမှာလွန်မြောက်သွားချလေတည်းတိတ်ပံမောင်ကကဏ္ဍလောက1303ခုတစားမုံလားဟုတ်ကဲ့ပါခင်ဗျာဆရာကြီး တိတ်ပံမောင်ကရေးသားတော့စိတ်ပုံကြောလို့အမိရတဲ့ဝိထုတော်လေးနဲ့နိုင်နိုင်ချွတ်ချိုးလို့အမိရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုထားကြတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ